မောင်စောနဲ့စောမောင်တို့အမိချင်းကလည်းအခရတူစိတ်နေစိတ်ထားချင်းကလည်းထတ်တူထမြလောက်ရက်များကလည်းတသွေးမသိနမဲစာလုံးအထားအသူရှေးစာလုံးနဲ့နောက်စာလုံးသာကွာရှာတဲ့ကဲတို့မြမသမိုင်းတွင် ထိတ်တန်းလူစိုးစရင်ဝင်မှတ်တမ်းတင်ခံရသည်ကလည်းရှေးစာမျက်နှာနှင့်နောက်စာမျက်နှာသာရှားနာနေပေသည်ဂလုံးမောင်စောသည်မြမလွတ်လပ်ရေးဤဖခင်ကြီးဗိုလ်ချုပ်အောင်စန်းနှင့်အာဇာနည်ကြီးများအားလောက်ကျန်တက်ဖြတ်ခဲ့သူတအူးဖြစ်သည်ငိမ့်ပြီးစောမောင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ရင်းနှစ်တဲရှဖြစ်သောဒေါအောင်ဆန်းစုကြည်၏ရှင်တန်နေသောဘဝကိုတပ်ဖြတ်နေသူအပြစ်မဲ့သောကြောင့်သာလူငယ်များနှင့်လှုပ်သားပြည်သူများအားတပ်ဖြတ်ခဲ့သူဖျားသားတော်တန်ကားတော်မြတ်တို့အားတုတ်တင်ရှင်းလင်းနေသူတဦးဖြစ်သည်ကဘာတခွင်တွင် မောင်စောနှင့်စောမောင်တို့သည်လူသက်သမားနှစ်ဦးအဖြစ်ထင်ပေါ်ကျော်ကြားကြတော်လဲလူချင်းတူတော်လဲအသက်ရှူခြင်းကအ ਨੇ အကျဉ်ကွဲပြားကြသည် လုံးမောင်စောသည်လောက်ရဲလီခံရရမည်ဟုသောမူကိုနှလုံးသွင်းပိုက်ပြီးအမားကိုမြင်တတ်သူတဦးဖြစ်တော်လဲငိမ့်ပြီးစောမောင်သည်လောက်ရဲတော်လဲမခံရသောယောက်ျားမပိသားသော စကားကိုပလောင်ပလဲပြောတတ်သောတန်ဃာတော်များအားလိန်ညာနေသော ကြောင်သူတော်တဦးသာဖြစ်သည် စာရည်သူအနေဖြင့်တဖက်ဆောင်နှင့်ကိုလိုရာကိုရေးသားပြောဆိုခြင်းဟုတ်မဟုတ်ကိုစာဖတ်သူများဝေဖန်ရှင်းရှင်းပိုင်းခြားနိုင်ရန်အတွက် အောက်တွင်ငိမ်ပီစောမောင်ဤစကရက်များကိုမူရင်းအတိုင်းဖော်ပြပါမည်။နံပါတ်၁အဲ့ဒီတော့တပည့်တော်ကဆရာတော်ကြီးများကို ရှောက်ထားလိုပါသည်။တပည့်တော်ဘာအပြစ်ရှိလို့တော့တပည့်တော်ဘာလုပ်ခဲ့တဲ့တော့ရှည်ရရှလ1990ရည်နေကဘဲចောင်းသားပဲပုတ်ကိုတည်ဆုံးခဲ့ပါတဲ့တော့ဒီဟာတွေကပယောဂတွေအများကြီးကတ်နေပါတယ်။တပည့်တော်လည်းမှတ်သားထားပါတယ်။ ဆရာတော်ဖရာကြီးများကိုမဖူးမတွေ့ရပေမဲ့လို့နပူနစာလဲတပည့်တော်မလုံလို့ပါဘူးဖြစ်သည်။အကြောင်းကတပည့်တော်ရဲ့ကံပဲလို့တပည့်တော်ဒီအတိုင်းပဲခံယူပါတယ်တပည့်တော်တာသနာကိုပြမားရင်ဗုဒ္ဓကိုပြမားရင်တရားတော်ကိုပြမားရင်တပည့်တော်အခုတောင်းပန်ပါတယ်တပည့်တော်ဘယ်ဘဝကိုပဲရောက်ပါစေတပည့်တော်ကြခံမှုအသင်ပါပဲဒါတပည့်တော်ရဲ့လျှောက်ထားချက်ပါပဲဖရာဒါအထောက်ထားအမှန်ကန်ဆုံးမှာ တပည့်တော်ဘယ်တော့မှမမှန်မကန်သောစကားကိုတပည့်တော်မပြောခဲ့ပါဘူးဖေယားဆရာတော်ကြီးများအားငိမ့်ပြီးစောမောင်ဤလျှောက်ထားချက်19ရက်စေလ1998နေ့ထုတ်လုံသားပြည်သူနေစဉ်နံပါတ်1တို့ဟာဘလောင်းပလဲလဲမလုတ်ဘူးကလိန်ကကြစ်လဲမလုတ်ဘူးပြည်သူလူထုကိုလည်းမလဲစားဘူးတို့ရဲ့နေမှာရှိတဲ့အတားရိုးရိုးပဲဖွင့်ဟပြောတဲ့29ရက်3လ1990 တက်မတော်နေပြောကြသည့်စောမောင်ဤမိကွန်းအထွေထွေရွေးကောက်ပွဲကြီးကျင်းပပြီးလေ၎င်းအနေဖြင့်အငိမ့်စားယူမည်အကြောင်းရွေးကောက်ပွဲပြီးလေတက်မတော်ဤတာဝန်ပေးမြောက်ပြီးဖြစ်၍ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးနှင့်ပတ်သက်၍တက်မတော်တွင်တာဝန်မရှိကြောင်းနိုင်ငံတော်၏အာဏာကိုမူလပိုင်ရင်ဖြစ်သောပြည်သူများလက်ဝဲသို့ မြန်နိုင်သမျှမြန်မြန်ပြက်လက်အနှင်းကျင်ကြောင်းစသည့်ဇကားများသည်လက်တွေ့တွင်၎င်း၏လုံရက်နှင့်လုံးဝဆန့်ကျင်ပြီးငိမ့်ပီစောမောင်သည် အလွန်ပင်ပလောင်ပလဲကြလွန်သည်မှထင်ရှားလာပေသည်ငိမ့်ပီစောမောင်၏ဆရာဘုကျုံနေဝင်းခေါ်တခင်ရှုမောင်သည်တက်မတော်ရှိယောက်ျားပိသား၍ရေဆန်းတတိနှင့်အမျိုးအမြင်ရှိသောပညာတတ်စစ်ဗိုလ်များကိုနီလန်မျိုးစုံဖြင့်ဖယ်ရှားပြီး ခေါင်းကြိတ်လက်ညိုးထောင်တက်ရုံမျှသာအရေးရှင်းရှိသော လူပြော့လူညံများအားတက်မတော်ထိပ်ပန်းရာထူးကြီးများပေးရခဲ့ပေသည်ဘူကြီးအောင်ကျော်မြင့်တို့အားနိုင်ငံတော်ပုံကမှုဖြင့်စစ်စေးစင်ကလူငယ်ပညာတတ်စစ်ပိုးများအနေဖြင့်အဆိုပါတခင်ရှုမောင်၏လောက်ရများကြောင့်နောက်တနေ့တွင်တက်မတော်ကြီးသည်အရေးရှိမရှိသောတက်မတော်တစ်ခုဖြစ်တော်မည်ကိုမလိုလားကြ၍ပုံကံရသည်ဟု အကြောင်းပြချက်တစ်ခုပါရှိခဲ့သည် ဗိုလ်ချုပ်ကြီးကျော်ထင်းအတူလက်ထက်တွင်တခင်ရှုမောင်အနေဖြင့်26နှစ်လုံးလုံးလက်သက်မွေးလာသည့်မဆာလာပါတီသည်ဟင်းမွေးမဆာလာကဲ့သို့ဟင်းရည်ရဲတင်အရေးပြောဝင်သွားပြီးအမျိုးအစအရေးသွေးညံ့၍အနံ့အသက်ပင်မကြံသောမဆာလာဖြစ်ခဲ့ရသည်ဗိုလ်ချုပ်ကြီးညင်ပြီးစောမောင်အစောခေတ်တွင်တပန်တခင်ရှုမောင်အနေဖြင့်နှစ်ပေါင်း46နှစ်ခန့်လက်သက်မွေးလာသည့်ဗမာတပ်မတော်ကြီးသည့် တရုတ်ကုမျိုးနစ်များ၏လက်နက်လေရင်နှင်းတင်ကားများကိုကင်တွယ်အသုံးပြုလျက်ကိုလူမျိုးကိုကိုတက်၍တွေးပေချမ်းနေသောတပ်မတော်ကြီးဖြစ်လာသည်တပည့်တော်လည်းမန္တလေးသားဗဖရာဟုဆရာတော်များအားလျှောက်ထားခဲ့သောညီပီစောမောင်သည်မန္တလေးမြို့ကြီးဘဲအရှင်အနေဘဲစခန်းသို့ဆက်ရောက်နေသည်ကိုပင်မသိရာဥပိ္ပခာပြုနေပြန်သည်မြမသမိုင်းတွင် ထီချိုးစီပေါပြီးအရှင်သခင်များသာတိုင်တပါတို့ပါတော်မူခဲ့ကြသည် ယခုငိမ့်ပြီးခေတ်တွင်မန္တလေးနေပြည်တော်ကြီး၏ပထဝီမြေပြင်ကြီးသည် တရုတ်များလက်သို့ပါတော်မူသွားခဲ့လေပြီ။ယခုအခါမန္တလေးမြို့ရှိအိမ်ကြီးအိမ်ကောင်ရက်ကွက်ကောင်ရက်ကွက်တပ်များတွင် နေကြမှ အတတ်ပညာအသိပညာကင်းမဲ့သောမောင်ခိုတရုတ်များကအရှိချအပိုင်စီးထားကြပြီဖြစ်သည်။အာနာငွေနှင့်မိမကိုအသေးကြိုက်တတ်သော အချင်းပြတ်ငိမ့်ပြီးစစ်ပိုများ၏ပျော့ကွက်ဟာကွက်ကိုနင်းပြီးတရုတ်များနေရှဲလာခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ဇင်မြစ်ဖြစ်သည့်မန္တလေးမြို့ကြီးသည်တရုတ်မောက်ကိုများ၏လက်အောက်သို့ကြားရောက်နေခြင်းဖျား၏သားတော်တန်ဃာတော်များအားဖမ်းဆီးတုပ်တင်နေခြင်းစာတင်ကြောက်တိုက်များကိုဖျက်ဆီးနေခြင်းသည်ယနေ့မြန်မာနိုင်ငံ၌ဗုဒ္ဓတရားတော်အစင်များရှုံငိမ့်သွားပြီးတခင်ရှုမောင်ကဲ့သို့မယားများသောအရေးကြီးယဟန်တို့များ၏တခိတ္တစကံထလာနေခြင်းပင်ဖြစ်သည် ထို့အပြင်ငိမ့်ပြီးစောမောင်သည်၎င်း၏ဆရာကြီးတခင်ရှုမောင်ကဲ့သို့ပင်နိုင်ငံရေးစစ်တူရင်တွင် ကစားကွက်ကုန်လျက်ဘေးကျက်နံကျက်ဖြစ်နေသည်ရှေရွှေရန်စကန်းသွားရန်နီလမ်းမှန်သော အကွက်အကွေးမကြံတော့ပဲတောင်ပြောမြောက်ပြောအယောင်ယောင်အမမနှင့် အမီးအမောက်မတဲ့သောစကားများကို အရှက်မရှိပြောဆိုနေရှာသည် နိုင်ငံရေးနီးရမှာသဘောတရားတွေစစ်တပ်မှနိုင်ငံရေးအာဏာကိုစုပ်ကန့်ရှယ်လဲနိုင်သောအောက်ပါနီလန်းသုံးသွယ်သားရှိသည်ကိုငြိမ်ပီစောမောင်းအနေဖြင့်စာဖတ်နေ၍ဗဟုသုတမရှိသောကြောင့်မတိနားမလဲပဲဖြစ်နေရှာသည်နံပါတ်၁စစ်တပ်မှဓာတ်ရိုက်ဒေါ်လာရေးကောက်စီဖွေးရေးအုပ်ချုပ်ခြင်းအင်းဆောင်အစိုးရဖြစ်ခိတအုပ်ချုပ်ခြင်းတကင်ရှုမောင်းကျင့်သုံးခဲ့ပြီးမအောင်မြင်နံပါတ်၂တပ်မတော်သားများအားအယက်သားအရေးရှုံစေပြီးအုပ်ချုပ်ခြင်း တကင်ရှုမောင်၏ဒေါ်လရေးကောက်စီမှမဆာလာပါတီအရေးလျှော်၍မလိန်တပတ်အုပ်ချုပ်ရင်းမအောင်မြင်နံပါတ်3စစ်တပ်မှ၎င်းတို့လိုလာသောနိုင်ငံရေးပါတီကိုရုပ်သေးအစိုးရအဖြစ်တင်မြောက်ပြီးနောက်ွယ်ကျိုးဆွဲရှဲလဲအုပ်ချုပ်ရင်းတခင်ရှုမောင်အနေဖြင့်မဆာလာပါတီမှတိုင်းဒါစီလုံးညီညွတ်ရေးပါတီတို့ကူပြောင်းပြီးရွေးကောက်ပွဲဝင်ခြင်းမအောင်မြင် ို့တော်လဲအသက်အရွယ်အရာအငိမ့်စားယူရမည်ဇရာပိုင်းတို့ရောက်နေပြီဖြစ်သောငိမ့်ပြီးစောပေါအနေဖြင့်တန်ကတော့အရှင်မြတ်များအားတပ်ဖြတ်ဖန်ဆီးစော်ကားခဲ့ခြင်းကြောင့်ကြောင်းကံဖရာများတို့တွားရောက်ပြီးတရားအားထုတ်၍လုံးဝမရနိုင်တော့တော့လေတရုတ်အားထား၍တော့အခိုက်အတန့်အားဖြင့်ရနိုင်ပေမည်